ီးခဲ့တဲ့ပိုင်းမှာတော့ဂီတန်နာကိုကယ်တင်ခြင်းနဲ့မာဂရက်ကသူ့ခန္ဓာကိုယ်နဲ့လူဒိုစီယဲစီမှာလဲလှယ်လုပ်ခဲ့ပါတယ်။ဇေဒရစ်နဲ့ဘေးယူလုံနေသူမာလင်တယောက်ကတော့အချိန်ဆွဲထားခဲ့ကလူဒိုစီယဲရဲ့တိုက်ခွက်ကဇေဒရစ်ကိုထိသွားပါတယ်။အဲဒီနောက်မှာတော့ဘိုအက်စီကိုပြန်ရောက်လာခဲ့ပြီးအခုကငါတို့လှုပ်ရှားရမယ့်အချိန်လို့ပြောလိုက်ပါတယ်။လူဒိုစီယဲကတော့သူဝင်ပူးထားတဲ့ခန္ဓာကိုယ်ကသူနဲ့အတင်းတော်ဆုံးလို့ပြောနေခဲ့ကဂီတန်နာကတော့စိတ်ပူနေခဲ့ပါတယ်။ဟန်ရီဆန်ကတော့တမန်တော်ရီသာငါတို့ပဲရှိနေရင်နဇိုးရီယန်ကိုကြောက်ကြမလို့တော့ဘူးဆိုကပြောနေတာကြောင့်ငါတို့စတိထားတဲ့ပုံပြီးစတိမှုတွေဖြစ်စေချင်လို့လားလို့ဒရိုင်ဗာကတ တိပေးလိုက်ပါတယ်။မာဂရက်ကဘာလို့ရွေးချယ်ရတာလဲလို့ဂီတန်နာကမိလိုက်တဲ့အခါမင်းအန်တက်ကိုကယ်ဖို့အတွက်မာဂရက်ကငါးစီမှာဇူတောင်းခဲ့တာလီလို့လူရိုစီယဲကပြန်ပြလိုက်တယ်။အဲဒီအချိန်တမန်တော်တွေပြန်ပေါ်လာတာကိုတီးသွားတဲ့ဇေဒရစ်ကလူရိုစီယဲကိုမော်တိုက်ခွက်တစ်ခုနဲ့တိုက်ခိုက်လိုက်ပါတော့တယ်။အဲလီစဘတ်ကိုရှာနေတဲ့မယ်လီယိုဒက်ကြောင့်သူအခွင့်ရေးရပြီဆိုကာချန်ဒယ်လာကတော့အဲလီစဘတ်ကိုရှာပြီးတပစ်ဖို့အတွက်နယ်စုံနှကောင်ကိုမိန်ပေးလိုက်ပါတယ်။ကိုင်းဆိုင်မှုပညတ်တော်ရန်ကနေလွန်မြောက်လာကြတဲ့ပြည်သူတွေဟာဝရုံသုံးကားချင်းနေဖြစ်နေကြကာနတ်ဆိုးတွေကိုလည်းဇေဒရစ်ကမတိုက်ခိုက်ဖို့အတွက်မိန်ပေးထားတာကြောင့် ေးလို့ရကိုတွက်ပြေးနေကြပါရယ်အပေးယူကလုံးမဖြစ်တာတော့မကြခင်မှာတိုက်ခိုက်မှုတွေပြန်လုလာနိုင်တယ်လို့မာလင်ကပြောနေခဲ့ပြီးလူတွေအကုန်လုံးကိုကယ်တင်ပေးခဲ့ကြပါရယ်အဲဒီအချိန်ထွက်ပြေးလာတဲ့အဲလီစဘတ်ကလည်းတူရိုနာကိုရောက်လာခဲ့ပြီးအဲလီစဘတ်ကိုကယ်တင်လိုက်ကာကမ်မလောကနေထွက်ပြေးလာလိုက်ကြပါရယ်မယ်လီယိုဒက်စ်ကတူညီတွေကိုပညတ်တော်တွေကိုစုခိုင်းထားတာကြောင့်ဘာပဲလုရလုရတူကိုတားကျင်တယ်လို့အဲလီစဘတ်ကပြောနေခဲ့ပါရယ်အဲဒီလိုသာလုလိုက်ရင်နင်ကတည်သွားတော့မှလေလို့ဒီယာနယ်ကပြောပြီးငုံနေခဲ့တာကြောင့်ဒီယာနယ်ငါကတက်ကတက်ကပြန်ပြီးမွေးပွားလာအောင်မှာပါငါတက်ပြီးမွေးပွားလာ ခဲ့ရင်ငါတို့တွေတငယ်ချင်းထပ်လို့ကြရအောင်လေဆိုပြီးနှစ်တိမ်ပေးနေခဲ့ရပါတယ်။သူမတင်ရမယ်ဆိုရင်တောင်မှမယ်လီယိုဒက်ကိုတားမှာဖြစ်လို့သူ့ကိုကူညီပေးကြဖို့အတွက်တောင်းဆိုနေခဲ့ပါတယ်။လီယိုနက်စ်တိုင်းပြည်ကိုပြန်ရောက်တဲ့အချိန်မှာတော့ပြည်သူတွေနဲ့မြင်းမြတ်စစ်တီတွေကိုအောင်မြင်စွာပြန်ကယ်ဆယ်လာနိုင်ခဲ့တဲ့ဒူစီယိုက်ခုနှစ်ပါးကိုကြိုဆိုနေခဲ့ကြပါတယ်။အဲဒီအချိန်ဂီဒန်နာနဲ့အတူမာဂရက်တို့ကလည်းပြန်ရောက်လာကြပြီးတမန်တော်တွေလည်းပါလာခဲ့တယ်။နဗီယာတွေကသူတို့ဘက်မှာရှိနေလို့ပျော်ရွှင်နေတဲ့ဟန်ဒရီဆန်ကိုတော့ဒရိုင်ဖာကပြောစရာရှိတယ်ဆိုပြီးဆွဲခေါ်သွားခဲ့ပါတယ်။ထာမီရယ်၊ဆာရီယယ်နဲ့လူရိုစီယယ်တို့က ကသူတို့ကိုသူတို့ဖော်ထုတ်ခဲ့ပြီးတော့မတွေ့ရကြပြီးတော့အဲလီစ်ဘတ်လိုနှုတ်ဆက်လိုက်ကြပါတယ်။မိစားရီနဲ့တိုက်ခိုက်မဲ့မြင်းမြတ်စစ်ပွဲကြီးပြန်ဖြစ်လာတော့မှဆိုတော့ငါတို့ကလူသားတွေရဲ့အတိုင်းမီနဲ့ဂတိကပုတ်လုပ်ပြီးတော့မြင်းမြတ်တူရဲကောင်းတွေနဲ့ဒူစီယိုက်ခုနှစ်ပါးရဲ့စွမ်းကိုပါယူတုံးမယ်လို့လူတို့စီရဲကပြောလိုက်ပါတယ်။ငါကြားထားတာတော့ဒူစီယိုက်ခုနှစ်ပါးကပြည်သူတွေနဲ့တိုင်းမီကိုမကြာခဏခဲ့တင်နေတယ်ဆိုအန်ဟောမီဆောင်ကတော့ဒူစီယိုက်ခုနှစ်ပါးရဲ့ခေါင်းဆောင်ကမယ်လီယိုဒက်စ်ဖြစ်နေတာကိုပဲ။ဒါပေမဲ့သူ့ကိုလည်းမတွေ့မိပါလား။ငါတင်ထားခဲ့တယ်လို့နောက်ဆုံးမှသူနင်းကိုတိစ္ဆာဖတ်သွားခဲ့ပြီးမလားလို့ပြောနေခဲ့ပါတယ်။ကျမတို့ ကိုဒူဘယ်တုန်းကမှတိစ္ဆာမဖောက်ခဲ့ဘူးပြောတဲ့စကားကိုပြန်ယုံတိန်လိုက်ပါလို့အဲလစ်ဘက်ကပြောနေခဲ့ကာနင်းကရင်တိုင်းမပြောင်းလဲသေးပါလားစိတ်ကူးညင်နေတာတွေကိုရက်လိုက်တော့မယ်လီယိုဒက်စ်ကအခုဇေဒရင်နဲ့အက်စတရာရိုဇာတို့ကိုဥဆောင်ပြီးတော့တခုခုကိုကြံစီနေတာလေအဲ့ဒါကလုံအောင်ကိုခိုင်မာတဲ့တက်တွေပဲလို့ပြောလိုက်ပါတယ်မဲညင်းနေတဲ့မျိုးနွယ်နဲ့တန်းစင်တဲ့မျိုးနွယ်ဆိုတာကတိုက်ခိုက်ကြဖို့အတွက်ကံကြမ္မာပါလာပြီးတော့ကွာနဇိုးမျိုးနွယ်ကစွန့်ထက်တယ်ဆိုပေမဲ့ဒူစီယိုက်ခုနှစ်ပါးနဲ့နဗျာမျိုးနွယ်တို့သာပူပေါင်းလိုက်ရင်ကြောက်စရာမလိုတော့ဘူးဒါကနင်းအတွက်လည်းပိုကောင်းတဲ့ခြေနေပဲလို့လူဒိုစီယယ်ကပြောလိုက်တဲ့အခါငါတို့ရည်ရွယ် ချက်ကမယ်လီယိုဒက်စ်ကိုတားဆီးဖို့ပဲသူ့ကိုတက်ပြဖို့မဟုတ်ဘူးလို့အဲလီစဘတ်ကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ရှင်ပြောတယ်လို့ပဲကျမတို့အင်အားလောင်းနဲ့မယ်လီယိုဒက်စ်ရဲ့မိစ္ဆာတွေကိုတားဆီးဖို့ဆိုတာကခက်ခဲမယ်ဆိုတာမှန်ပဲလို့လည်းပြောလိုက်တယ်မာလင်ကတော့မမကြီးအခုကမမကြီးကကျမတို့အတွက်ခေါင်းဆောင်လို့ဖြစ်နေပြီးမမကြီးရဲ့ဆုံးဖြတ်ချက်အတိုင်းကျမတို့လိုက်လို့ပါမယ်လို့ပြောလိုက်ပါတယ်အဲဒီလိုနဲ့နဗျာမျိုးနွယ်နဲ့အဲလီစဘတ်တို့ကမယ်လီယိုဒက်စ်ကိုတားဆီးဖို့အတွက်သဘောတူညီမှုယူလိုက်ကြပါတယ်တပတ်မှာဒရိုင်ဗာစ်ကတော့ဖရာရီရဲ့မှန်ညံတွေကနေတဲ့စင်ဒူရိုစီယာတို့ရဲ့မကောင်းတာတွေကိုမြင်သားရတာဖြစ် တယ်လို့မင်းသမီးကိုဘယ်လိုပြန်ခေါ်ရမလဲမသိဘူးလို့သူသားကိုပြောပြနေပါရယ်ဟန်ရီဆန်ကလည်းဘာဖြစ်နေတာလဲမသိတော့ပါဘူးကွာလို့ပြောလိုက်တော့နဖယားမျိုးနွယ်ကဂျူရီတွေရဲ့ကိုယ်ခွဲရာဖြစ်နေတော့မတတ်နိုင်ဘူးလေပြီးတော့မင်းမြတ်တူရဲ့ကောင်းတွေတော်တော်များများကိုလည်းနဖယားတွေကစေပွဲကနေကဲကဲတီးတယ်လေလို့ဂရီယာမိုကပြောလိုက်ပါရယ်သူတို့ကိုတိတ်မယုံနဲ့ကွာတချို့အစင်းမြင့်နဖယားတွေကလူသားတွေကိုဝါဒမိုင်းသွင်းတဲ့ကွက်တွေကိုတတ်ထားကြတယ်လေအဲ့ဒါကဖရာရင်းစီကတီးခဲ့ရတဲ့ချက်လက်တွေပဲငါနဲ့ဖရာရင်းကတယောက်စိတ်ကိုတယောက်တီးမြင်ခဲ့ကြတယ်သူရဲ့မိတ်ဆွေတွေကနဖယားတွေတတ်တာကိုခံလိုက်ရတဲ့ အတွက်သူ့ရင်ထဲမှာဖြစ်နေတဲ့ခံစားချက်ဟာငါတို့မိစေတွေတက်ခံရတုန်းကဖြစ်ခဲ့တဲ့ခံစားချက်နဲ့အတူတူပဲမိစာတွေဘက်မှနေခြင်းလို့ငါဒီစကားပြောနေတာမဟုတ်ပါဘူးကွာလို့ drivers ကပြောလိုက်ပါတယ်။ဂီတန်နာနဲ့ဟောက်စာတို့ကတော့ဓာရီလေးချင်းနေခဲ့ကြတာတမန်တော်တွေဆိုတာကယုံကြည်လို့ရတဲ့သူတွေမဟုတ်ဘူး။သူတို့နဲ့ပူပေါင်းဖို့ကိုငါသဘောမတူဘူးကွာလို့ဂီတန်နာကပြောတဲ့အခါငါတယောက်တည်းဆုံးဖြတ်ချက်ချခဲ့တာမဟုတ်ဘူးကွာ။ဒါကတခြားမျက်မျက်သူရဲကောင်းတွေဖြစ်စေခြင်းတဲ့အတိုင်းပဲ။နဆိုးရီနဲ့တိုက်ခိုက်တဲ့စစ်ပွဲမှာငါတို့အနိုင်ရဖို့မျှော်လင့်ချက်မရှိပေမဲ့သူတို့တွေရဲ့စွမ်းနဲ့ဒါဆိုရင်ဖြစ်နိုင်တယ်လို့ဟောက်စာကပြော ောလိုက်ပါရယ်မင်းသူတို့ကိုယုံယုံမယုံယုံနတ်ဆိုးတွေကနတ်ဘုရားနဲ့လူသားတွေရဲ့ဘုံရန်သူဖြစ်နေမယ်ဆိုရင်အ ਨੇ ဆုံးတော့တမန်တော်တွေကငါတို့ရဲ့ရန်သူဖြစ်လာမှာမဟုတ်ဘူးလေလို့ဟောက်စာကပြောလိုက်ပါရယ်လူတွေကဘာတွေပဲပြောနေပါစေမင်းသမီးမာဂရက်ရဲ့ခန္ဓာကိုယ်ကိုနတ်ဘုရားတပါးရဲ့ဝင်ပူးရခန္ဓာကိုယ်အဖြစ်အမြဲတမ်းတော့ငါလည်းဖြစ်ခံမှာမဟုတ်တလို့မင်းရဲ့သူရဲ့ကောင်းကြီးကိုလည်းနတ်ဆိုးဖြစ်နေလို့ဆိုပြီးငါတက်ပြစ်မှာမဟုတ်ပါဘူးကွာလို့ဟောက်စာကဂီတန်တာကိုပြောခဲ့ပါရယ်အဲ့ဒီညမှာတော့ပါတီပေးနေခဲ့ကြကမြင်းမြတ်သူရဲ့ကောင်းတွေကသူတို့ဘက်မှာနတ်ဘုရားမျိုးနွယ်တွေဥဆောင်တဲ့တူတော်စင်ဘွဲ့ရှိ ီးနေပြီဆိုပြီးပျော်နေခဲ့ကြပါတယ်။ငါတို့တွေကမင်းမြတ်စစ်ပွဲကြီးကိုဆုံးသက်ပေးဖို့အတွက်နှစ်သုံးထောင်ကျောင်းအိဆက်ရာကနေနှုတ်ထလာခဲ့ကြတာလေ။တမန်တော်လေးပါဖြစ်တဲ့ငါတို့တွေဟာသူတော်စင်တွေကိုဥဆောင်ပြီးတော့အောင်မြင်မှုပန်းတိုင်းစီကိုရောက်ပို့ပေးမယ်လို့လူတော်စီရဲကပျော်နေခဲ့ပါတယ်။ကျန်တဲ့တမန်တော်တစ်ပါးကရောဗမာရှိနေတာလေလို့ဟန်ဒရီဆန်ကမေးလိုက်တဲ့အခါသူ့ကိုဒေါသမျက်လုံးတွေနဲ့သုံးယောက်လုံးကဝိုင်းကြည့်ခဲ့ကြတယ်။အဲဒီအချိန်ဒန်ဆယ်ရဲ့လူတွေကလည်းရောက်လာခဲ့ပြီးတော့နဗျားမျိုးတွေကကျုပ်တို့ရဲ့မိတ်ဆွေတွေပါ။အဲဒါကြောင့်မိတ်ဆက်စကားပြောပြရစီကျွန်တော်ကအာဇူရာစကိုင်းရဲ့မြင့်မြတ် ူရဲကောင်ဒက်စပီယာပါမြင်းမြတ်သူရဲကောင်တော်တော်များများကနဖျားမျိုးနွယ်တွေနဲ့ပူပေါင်းခဲ့ကြပေမဲ့ကျုပ်တို့ဘက်ကတချို့ကတော့မပူပေါင်းကြဘူးဆိုတာကိုတမန်တော်ကြီးဘက်ကနားလဲပေးမယ်ထင်ပါတယ်လို့ပြောလိုက်ပါတယ်ဒက်စပီယာမင်းတို့ပြောတဲ့သဘောကငါတို့ကိုမင်းတို့ဘက်ကမယုံကြည်နိုင်ဘူးပေါ့ဟုတ်လားလို့မိလိုက်တော့ဟုတ်မှန်ကြောင်သူတို့ရဲ့ကပတိန်မင်းသားတန်ဆဲကနဖျားတစ်ပါးကိုစင်ခေါ်ခဲ့တာကြောင့်စိုးရွားစွာနဲ့တည်ဆုံခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်သူကနေရိုဘတ်စတာဝင်ပူးခဲ့တဲ့တယောက်မလားသူကငါအခုဝင်ပူးနေတဲ့မိမရဲ့ဆွေတော်မျိုးတော်လည်းဟုတ်တယ်မလားတနာစရာလူသားပဲလို့ပြောကမျက်ရည်ကြပြနေပါတယ်တိတ်ကလာတဲ့ ရောင်မှာငါတို့တွေဟာမြောင်များစွာသောတက်တွေကိုစည်းကြရတယ်။ငါတို့ချစ်ခင်ရတူတွေနဲ့ကွဲကွာရတာဟာအယံမဲဝမ်းနေစရာကောင်းတယ်။အဲဒီနာကျင်မှုဟာနတ်ဘုရားတွေအတွက်ရောလူသားတွေအတွက်ပါတူတူပါပဲ။ငါတို့ကဘုရားသခင်မဟုတ်ပါဘူး။ငါတို့တွေလည်းမင်းတို့လူသားတွေလိုသွေးမျက်ရည်ကြတတ်ပါတယ်ဆိုပြီးပြောနေခဲ့ပါတယ်။ငါတို့ကိုမယုံနိုင်သေးဘူးဆိုရင်လည်းကိစ္စမရှိပါဘူး။ဒါပေမဲ့အ ਨੇ ဆုံးတော့လို့ဆိုကစွမ်းအားတချို့ကိုဒက်စပီယာတို့ကိုပေးရလိုက်ပါတယ်။ဒီလိုနဲ့နတ်ဘုရားတွေနဲ့မပူပေါင်းနိုင်ပါဘူးဆိုတဲ့ဒက်စပီယာတို့အဖွဲ့ဟာနတ်ဘုရားတွေပေးတဲ့စွမ်းတွေနောက်ကိုလိုက်ကသူတို့ဘက်ကိုပါသွားခဲ့ပြီဖြစ်ပါတယ်။ ါတယ်။ကြံတဲ့တမန်တော်တပါးကမရှိတော့ဘူး။ဒါကမေးမေးတဲ့မိကွန်းရဲ့အဖြစ်ပဲလို့ဟန်ဒရီဆန်ကိုလည်းပြောလိုက်ပါတယ်။ဒီအောင်မြောက်တမန်တော်ရဲ့နာမည်ကမာယဲလို့ခေါ်တယ်။သူဟာပညတ်တော်ဆေးပါးရဲ့တပြတ်တာကိုခံခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်။ဘရင်ကြီးနဲ့အဲလိဇဘတ်တို့တွေကတော့တိပင်းလေးတပင်းသားမှရှိနေကြကတမီးငငယ်တုန်းကဒီတိပင်းပေါ်တက်တဲ့အချိန်ဘာဖြစ်ခဲ့တယ်ဆိုတာကိုမမှီလားလို့အဲလိဇဘတ်ကိုမေးခဲ့ပါတယ်။အဖေနှလုံးသားတစ်ခုလုံးကြောက်ရွံ့မိခဲ့တယ်။ဖရိုနီကာအပြင်နင်ကပါအဲဒီလောက်ထိစော့ကြမ်းမယ်လို့မထင်ခဲ့မိဘူးလေလို့ပြောတော့အဲဒီအပေါ်ကမြင်ရတဲ့မြင်ကွင်းကတကယ်ကို ရမ်းလာတယ်လေတမီးရဲ့ဆံမြိတ်တွေတိုးတိုးလေးဖြစ်သွားတဲ့အချိန်မှာအတိတ်ကိုပြန်ရောက်သွားတယ်လို့ကန်စားလိုက်ရတယ်အဲ့ဒီအချိန်အဖေတစ်ပင်ဘော်ကနေပြုတ်ကြတော့အဖေကိုတမီးကယ်ဖို့ကြိုးစားချိန်မှာတမီးရဲ့ဆွမ်းကိုပထမဆုံးအနေနဲ့တတိပြုမိခဲ့တယ်လေလို့အဲလစ်ဘတ်ကဆိုပါတယ်ဒါပေမဲ့နောက်တော့တမီးရဲ့ညာဘက်မျက်လုံးကမိသားစုဝင်တွေမတူဘူးဖြစ်နေကြတာကိုတမီးစိတ်ပြတ်မိပြီးတမီးရဲ့ဆံမြိတ်နဲ့မျက်လုံးကိုစာပြီးဖုံးထားမိခဲ့တော့တာပဲအဖေနဲ့မမတို့တွေကတမီးမျက်လုံးရောက်မတူတာကိုအပြစ်မမြင်ခဲ့ပေမဲ့လည်းတမီးဖုံးထားမိခဲ့တယ်လေလို့ပြောလိုက်ပါတယ်အဖေကတော့အခုချိန် ီမယုံနိုင်သေးဘူးတမီနဲ့မယ်လီယိုဒက်စ်တို့အပေါ်မှာနှစ်ဖျားရီထားခဲ့တဲ့ချိန်စာနဲ့တမီတက်ရှင်ဖို့ချိန်နေနေပဲကြံတော့တယ်ဆိုတာကိုလေတမီဟာတမီချက်တဲ့တူတွေအတွက်ပဲတက်ရှင်ခဲ့တယ်ကန့်ကြမာကဘာလို့များတမီပေါ်မှာရက်ဆက်ရတာလဲဆိုပြီးတော့ဘယင်ကြီးဘတ်တရာတယောက်ဟာမျက်ရည်တွေကြာနေခဲ့ပါတယ်တမီရဲ့ကန့်ကြမာကြောင့်မမမာဂရက်ထိခိုက်မှာကိုမလိုလားဘူးတမီကတိပေးပါတယ်မာဂရက်ကိုဘေးဘေးစီပြန်ခေါ်ခဲ့ပေးမယ်လို့ပြောတဲ့အခါတမီလည်းသူနဲ့တူတူအိမ်ကိုပြန်လာခဲ့ပါဘာဖြစ်လို့လဲဆိုတော့တမီကလည်းဖေးရဲ့တမီပဲလေလို့ပြောပြီးတားပါးနှစ်ယောက်ဟာပတ်ထားခဲ့ကြပါတယ်